သာပြန်ပြောနိုင်တာအဲ့တုန်းကတော့လေနှခွန်းသုံးခုပဲဆရာကိုပြန်ပြောနိုင်တယ်ဆရာသမီးဆရာတို့သမီးကိုစမပေးလို့မရဘူးတဲ့အဲဘာဖြစ်လို့လဲဆိုတော့ပေါ့အဲသမီးကအနုပညာအလုပ်တွေလုပ်နေတယ်ပေါ့ဟိုဆရာဝန်တယောက်ရဲ့သိခါနဲ့မညီတဲ့အလုပ်တွေလုပ်နေတယ်ပေါ့နော်အဲအဲ့တော့သမီးက profession တစ်ခုကိုစွန့်လွှတ်ရမယ်ပေါ့သမီးအနုပညာအလုပ်တွေကိုစွန့်လွှတ်တယ်လို့ခံဝင်ကြတိထိုးမှဆရာတို့ကစမထုတ်ပေးနိုင်မယ်တဲ့ အဲ့တော့သမီးမိဘတွေနဲ့လည်းတိုင်ပင်လိုက်ပါအောင်တဲ့အဲ့တော့တဘောတော့ကွယ်ဆရာတို့ထုတ်ပေးလို့မရဘူးပေါ့နော်ဟာနဲ့အဲ့ဒါတွေကလည်းဟိုအရင်ခရေကဆရာကြီးမောင်တင်းတို့ဒီဦးစိုးသူတို့လက်ထက်ခရေကလည်းဖြစ်ခဲ့တဲ့ချမှတ်ခဲ့တဲ့စည်းကမ်းတွေပေါ့နော်ဒါပေမဲ့အဲ့မှာထရဇာကတခုခုဆိုကွယ်စိတ်ထဲမှာဖြစ်ရင်မနေတတ်တော့ဆရာတို့ပြောတဲ့အချိန်မှာမြေကြီးကပေါက်ပေါက်ပေါက်ချတာငိုချင်လို့မဟုတ်ဘဲနဲ့မြေကြီးကပေါက်ပေါက်ပေါက်ချတာပေါ့နော်အဲ့တော့ဆရာတို့တခွန်းလေးပဲပြန်မေးလိုက်တာဆရာက ုတ်တယ်အရင်ကစီးမြင်းနေတာဟုတ်တယ်ဆရာဒါပေမဲ့သမီးခက်ကာလမှာ92 to 2002 batch တွေကိုစာမထုတ်ပေးဖို့မမှန်တန်းတက်တဲ့လက်မှတ်နဲ့သမီးကဟိုရှောက်တာလေးဆရာဆိုတော့အဲ့တန်းဆရာမြန်မာ medical council နဲ့မဆိုင်ဘူးတဲ့စိတ်သိပ်မှန်ဖွင့်နေတန်းတဲ့ဆရာရဲ့အဲ့ဒါများလို့အမှုပညာရှင်တွေမတက်ရလို့ရေးတာလိုက်ပြီးရောလို့ဆိုပြီးတော့သူကအဲ့တုန်းကတော့အဲ့ချိန်မှာပဲချက်ချင်းထွေးဆစိတ်ထဲမှာ မမေတို့လည်းမတိုင်းမြင်ပါအောင်ဘာစုပ်ဖြတ်ချက်ချခဲ့လဲဆိုတော့အမှုပညာလောကမှာဆရာဝန်မလေးထရီစာရက်တည်တဲ့အတွက်ဆရာဝန်လောကဘတော်မှအောင်တိတ်ခါကြတာမျိုးအဆက်ရတာမျိုး မဖြစ်เสียဘူးဆရာဝန်လောကသူတွေလည်းထရီစာအမှုပညာရှင်လောကထဲမှာဆရာဝန်တယောက်အနေနဲ့ဆရာဝန်ဒီရဲ့အကြောင်းကိုပြောပြီးတော့ အရှက်ရတာမျိုးလဲမဖြစ်ရင်တိတ်ကောင်းမှာပဲဆိုရယ်စိတ်ထစားထားပြီးတော့အဲ့ခန္ဓာနဲ့မြေကြီးပေါ်ပေါ်ချပြီးထွက်လာမိမိကိုအိမ်ထိအောင်စကားမပြောနိုင်ဘူးမိမိကစိတ်ထိပူပေါ်ဘာလို့ငိုရလဲတလန်းလုံးလဲစကားမပြောနိုင်ဘူးတော်တော်ထိခိုက်သွားတာကိုစရအောင်အဲ့တုန်းကဘာဖြစ်လို့လဲဆိုတော့ကြောင်တက်တုံးကတလျှောက် house ဆိုရင်စင်းတဲ့တလျှောက်ထရစာဒီတခါမှပေါ်ပေါ်တန်တန်မတွေးခဲ့ပဲနဲ့စာရီတင်ခဲ့တယ် တာဝန်ထမ်းဆောင်ခဲ့တဲ့ဆရာဝန်တယောက်ဖြစ်တဲ့အတွက်ထရီဆာပြီးတော့ဒီအလုပ်ဝင်မယ်ဆိုတော့အောင်ထရီဆာတင်ထရီဆာကွာလုံးလို့ရတဲ့နီးလန်းနေအများကြီးပဲနှစ်ဖက်စလုံးစုပ်ကိုင်ပြီးတော့ဒါပေမဲ့ထရီဆာဒီတာဝန်အပြည့်အဝမယူနိုင်မှဆိုလို့မယူရချေခဲ့တဲ့စွန့်လွတ်ခဲ့တဲ့သူမျိုးအဲ့တော့ခုကအဲ့လိုမျိုးအဲပြောတဲ့အချိန်မှာတော်တော်လေးထိထိခိုက်ခိုက်ခံစားခဲ့ရတာတော့အမှန်ပဲဒါပေမဲ့ အမ်မြန်မာပြည်မှာသဘာဝမချတော့ဥပဒေတွေကရှိနေပြန်တော့အဲကိုကလည်းမြန်မာပြည်ဖွားအမျိုးသမီးတယောက်ဆရာဝန်တယောက်ဆိုတော့ဘာမှမတတ်နိုင်ဘူးပေါ့လေအဲ့တော့ထရီဇာဒီဒါပေမဲ့အခုချိန်ထိကအမှုပညာရှင်တယောက်နေနဲ့ထရီဇာ health education ပေးနိုင်တဲ့ကိစ္စတွေပေးတယ်ထရီဇာတဆွမ်းသွေးလုံနိုင်သမျှဟိုဆရာဝန် professional ထိဆက်ပြီးလုံနိုင်သမျှအရာတွေကိုထရီဇာလုပ်တယ်ဆန်ချပေးပါဆိုလဲထရီဇာသွားစုပေးလိုက်တာပဲပွဲတွေ ပြက်ကရင်ဆိုလည်းရိုက်ပေးလိုက်တာပဲ NGO တွေဆိုလည်းလုပ်ပေးလိုက်တာပဲပေါ့နော်ဒါပေမဲ့အခုအချိန်မှာထရီဆာကိုစိတ်ထဲမှာခံစားရသေးလားဆိုခံစားရသေးတယ်ဝန်ခံတယ်ဒါပေမဲ့ထရီဆာစိတ်ထဲမှာအရင်ကတော့ဟိုဒေါသပါပါတယ်ခံပြင်းစိတ်ပါပါတယ်အခုတော့အားကြီးမရှိတော့ဘူးဘာဖြစ်လို့လဲဆိုတော့အာထရီဆာခရီးယန်တယောက်ဖြစ်တဲ့အတွက်ဖခင်ကကိုယ်သုံးသုံးချတဲ့နေရာရှိရပေါ့ထရီဆာအမှုပညာရှင်တယောက်ဖြစ်တဲ့အတွက် Twitter publicity အားနဲ့ Twitter အသုံးချနိုင်တဲ့စွမ်းအားတွေအများများတယ်ဒီ publicity ကိုတုံးပြီးတော့ငါ့ကိုအသုံးချစင်တဲ့အတွက်အဲဒီဘက်ကိုဆက်လျှောက်အောင်လုပ်တာပဲလို့ Twitter ခံယူလိုက်တယ်ပေါ့နော်အခုအချိန်ကာလအချိန်အတိုင်းတားလေးကြတော့လဲလေသားကြသွားပြီပေါ့လေအဲ့တော့ညီမလေးဘာပြောမှန်းတော့မသိဘူးအရင်စင်မကောင်းဖြစ်ပါတယ်ဟိုစင်မကောင်းဖြစ်တယ်ဆိုရဲခံစားချက်ကိုအခုခံစားရဆိုပေမဲ့ညီမလေးဘောမှာစွန့်လွတ်ခဲ့ရတဲ့ life က အရန်ကြီးပါလေလို့ကိုထင်ပါတယ်ဒီဆရာဝန်ဘွားဆိုတာမလွယ်ဘူးလေဟုတ်တယ်ဆရာဝန် life ကတော့ပေးဆက်ရပါအားကြောင့်လူငယ်တွေအမြဲပြောလို့ရှိရင်တကယ်ဝါသနာပါမတတ်ပါပြီးရင် life မှာ နောက်လည်းကြည့်စရာလူနေတဲ့ကိစ္စတွေရှိရင်မလျှောက်စိတ်ချင်ဘူးပြီးတော့အာလုံးဝတပွားလုံးပေးဆက်ပြီးတော့ဒီအလောက်ကိုလောက်တော့မယ်လို့စိတ်ကူးမှဆရာဝန် life ကိုရွေးပါလို့ဘာဖြစ်လို့ဆိုတော့မြန်မာပြည်ဖြစ်နေတာဟောနော် အာ developing country တခုမှာနေကြတဲ့ဆရာဝန်တွေဟာပူဆိုးတာပညာတတ်တွေကိုပညာတတ်လို့ဆက်ဆံခြင်းမခံရတဲ့တိုင်းပြည်မှာရှင်သန်ရတဲ့ဆရာဝန်တွေကတော်တော် struggle လုပ်ရတယ်။တော်တော်ရုန်းကန်လို့ရှာရတာဖြစ်တဲ့အတွက်အော်တိတိကျကျအားလုံးစဉ်းစားပြီးမှဒီလမ်းကိုရှောက်စေခြင်းနဲ့တော့အမြဲတူလာပြောလို့ရှိတယ်။ဟုတ်ကဲ့ပါညီမလေးအသုံးချခဲ့တဲ့ဆိုတဲ့တဲ့မှာအကုန်နှစ်ခုသွားတွေ့ပါတယ်။အဲတခုကဒီပရိဟိတလုပ်ငန်းတွေကိုဇက်တိုက်လုံဆောင်ခဲ့တယ်။အဲ့ဒီထဲကမှညီမလေး brand ambassador ဖြစ် မြန်မာလေးတာဝန်ယူဆောင်ရွက်ရတဲ့ဒီဟုတ်တခုရဲ့ဟုတ်တယ်နော်အဲ့တခုရဲ့ပြီးတော့နောက်တခုကကြတော့မြန်မာလေးတက်ဆွမ်းသွေးရေပေါ့နော်မြန်မာလေးအခုချိန်မှာတကယ်အန်ဒီအများတဲ့နေရာတွေအထိတွားရောက်ဖရိုက်တာလုပ်ငန်းလုပ်ကြရတဲ့ ကြောင်းလေးကိုမေးချင်ပါတယ်အဲ ambassador treasure ဟိုအပြင်မင်းသမီးဆိုတော့လည်းအပြင် product တွေလိုရပါပေါ့ treasure အများရန် treasure နဲ့အလုပ်တူတူလုပ်တဲ့သူတွေကအခုဆိုလို့ရှိရင်ပွင့်လင်းလာတဲ့ country ဆိုတော့ CSR project တွေအရန်လုပ်ကြတယ်ဟုတ်အရန်လုပ်ကြတော့အစကတည်းကလေကိုနဲ့ brand ambassador ဆိုရင်ဟိုကိုကဘာလေး contribute လုပ်ပေးမယ်ကိုကလည်းဘာလေးပြန်လုပ်ပေးနော်ဆိုတာ treasure အများရန်တောင်းလို့ရှိရင်ကိုကဘာလေးကိုအပူစု contribute လုပ်ပေးမယ်ဒါပေမဲ့ treasure အလှငွေတွေကောင်းရင်ထဲ့နော်ဟိုဘာလဲအလှကိစ္စလေးလုပ်ပေးနော်အများပြော ဲရှိရအခုတော့ကုမ္ပဏီက CSR လေးလုပ်လာတော့ထူးထူးခြားခြားပြောစရာမလိုဘူးအဲ့ဒီမှာထူးထူးခြားခြားဆိုလို့ရှင်ဒီ ambassador အနေနဲ့တာဝန်ယူရ live wire ပေါ့အဲ့မှာမှာထူးထူးခြားခြား Unilever live wire အတွက် treasure ကိုလာပြီးတော့ကမ်းလှမ်းတယ်ကမ်းလှမ်းတဲ့အချိန်မှာ treasure brand ambassador ကမ်းလှမ်းတယ်ဆိုတော့အော်စက်ပြ brand ambassador ပေါ့လောက်ရမယ်ပေါ့အဲ့လိုထင်ခဲ့တယ်ဒါပေမဲ့ သူတို့လာပြီး approach လုပ်တဲ့အချိန်မှာတွေ့ဆုံရှင်းပြဆက်ပြကြတခုမှမပေါ်အောင်ဒီ let's say ရဲ့ project တွေသူတို့ဘယ်နိုင်ငံတွေမှာလုပ်နေလဲအဓိကသူတို့ဟာဒီဒီ habitat reach 5ကလေးတွေအသက်9နှစ်ရောက်ဖို့တို့တွေကိုကြီးစိုးဆိုတဲ့အစီအစဉ်လေးကိုမြန်မာပြည်မှာစတင်နေအိန္ဒိယမှာသူတို့လုပ်ခဲ့တာဘယ်လိုအောင်မြင်ခဲ့တယ် သူအဲ့ project တွေလာလာတာပေါ့နော်အဲ child ဒီနိုင်ငံမှာ child mortality rate ကဘလောက်အဲ့စင်းစစ်တမ်းတွေအကုန်လုံးနဲ့ဒီကလေးသေဆုံးမှုနှုန်းတွေ infant သေဆုံးမှုနှုန်းတွေ maternal mortality rate တွေအကုန်လုံးစင်းစရာတွေနဲ့လာပြီးထိစားကိုပြောတယ်ပြောရသအရန်ပြောသွားတယ်အရန်ပြောသွားတယ်ဆိုတာအာကိုယ့်ရဲ့ feel နဲ့လည်းနေတယ်ပေါ့ medical knowledge တွေနဲ့လည်းလုပ်လို့ရမယ့်အရာတစ်ခုဖြစ်တယ် โอเคလုပ်ပေးနိုင်တယ်လုပ်မယ်ဆိုပြီး Twitter နဲ့ live ပိုင်းနဲ့ပေါင်းပြီးတော့ဒီ help a child reach 5 goal လုပ်ခဲ့ရပေါ့အဲ့ဒီမှာစလုပ်တော့ school of 5 program ဆိုပြီးတော့ school တွေမှာဒီကျောင်းတွေမှာ project တွေနဲ့စရပေါ့စပြီးတော့ရွာတွေပေါ့ diarrhea mortality rate အများဆုံးတော့ရွာတွေကိုသူတို့ရေကွင်ဆင်ကြတယ်အဲသူတို့ရဲ့ behavior change အတွက်စူးစမ်းကြတယ်သူတို့တွေက contribute ဆက်ပြားတွေကတော့သူတို့ contribute လုပ်ကြတယ်လက်စရမယ့်နေရာတွေသူတို့ဖန်တီးပေးကြတယ် အဲ့လိုမျိုးနဲ့သူတို့ health education တွေပေးအဲလုပ်တဲ့၈လလောက်အတွင်းမှာ rate က ဟိုလက်စေးတဲ့အချင်းပြောင်းလဲအဲ့ရွာတွေမှာတို့က research အဖွဲ့ရှိရော research အဖွဲ့ပြန်လုပ်တဲ့အချိန်မှာလူတွေရဲ့လက်စေးတဲ့အလေအချင်း behavior change က9%နဲ့21%တက်သွားတယ်။တက်သွားတော့သူတို့တော့ more than double တက်တယ်လို့ဖြစ်တာပေါ့နော်။အဲ့တော့ဒီ project ကအောင်မြင်နေဆိုတော့ဟိုခွန်အားတွေလည်းရပြီးတော့ဆက်လုပ်တယ်ပေါ့။အခုတော့သူတို့က midwife တွေကို trader midwife တွေကိုစုပြီးတော့ health education တွေပေးတဲ့ဟာ project တွေလုပ်နေတယ်။အဲ neonatal mortality rate ပေါ့ဒီနှစ်အတွက် trader target က neonatal mortality rate short ချရေးအတွက်သွားနေရပေါ့လေ။ဒါလုံးလုံးဆယ်လုပ်နေတယ်။ဟုတ်ကဲ့ အဲ့ဒီ live wire နဲ့တွဲပြီးလုပ်တဲ့ဒီ help the child reach 5 program လေးပေါ့ဟုတ်ကဲ့ပါညီမလေးဒုတိယတစ်ချက်အနေနဲ့စမလက်မှတ်ညီမလေးမရခဲ့ပေမဲ့ဒီရှမ်းပြည်နယ်မှာရှိတဲ့ဒီစစ်ဖေးရှောင်းစစ်စခန်းတွေအထိညီမလေးတွားရောက်ပြီးတော့လုပ်ကင်ခဲ့တယ်ဆိုတာကတော့အရင်လေးစားပွဲကောင်းတဲ့အချက်တစ်ချက်ဖြစ်ပါတယ်ခင်ဗျအခုခံစားခဲ့ရတဲ့အဲညီမရေးထားတဲ့ state deck တစ်ခုမှဆိုလို့ရှိရင်တို့ကဘယ်အရာမှမလိုချင်ပါဘူးတို့ကငြိမ်းအေးချမ်းသာခြင်းတဲ့အရာကိုပဲလိုချင်ပါတယ်ဆိုတဲ့စကားတစ်ခုမှ 阿对最终呢，的吃到也会比往个偏好。我报，是想说看下咋了，马路哇。